ပြည်သမ ्या အလုံးမင်းမင်္ဂလာပါ Snow White Channel ကနေပြီးတော့ပြည်သက်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စိုင်းသူအကဆော်ရေးသားထားတဲ့ဖျော်ပြန်ဦးအောင်ရှင်နဲ့သွေးတောက်ဓာတ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တိစမှုလေးကိုမစားခင်မှာပြည်သက်တွေကကျွန်တော်ရဲ့ Channel လေးကို Like နဲ့ Subscribe လုပ်ထားပြီးတော့တင်သမ ्या တွေကိုသိနိုင်အောင်လို့ဘေးနားက Notification Bell လေးကိုလည်းနှိပ်ထားပေးကြပါဦးများ ီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကြည်သာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။မိုးဆူရွာကိုဆရာဦးအောင်ရှိန်နဲ့ကျုံနဲ့ရောက်တော့ညနေတော်တော်စောင်းနေပြီဗျာ။နေလုံးကြီးကအနောက်ဘက်တောင်တန်းကြီးတွေကို မေးတင်ပြီးပျောက်ကွယ်သွားတယ်။ကောင်းကင်မှာလင်းရောင်မိမိလေးပဲကြံနေတော့တယ်။မိုးဆူရွာမရောက်ခင်တင်ငိုင်းဟောင်းကြီးတို့ကိုဖျက်သွားရတယ်ဗျာ။တင်ကြံကြီးရဲ့ပေါ်မှာလင်းတို့တွေကအုတ်ခဲပြီးတော့ပြန်တန်းနေတာအကောင်းကြီးမနေဘူးဗျာ။ ကျုပ်ပြထူးဆန်းတာနဲ့လင်းတို့တွေကိုငေးကြည့်နေမိတယ်။ဝိုးစုရွာကမင်းဆောင်ရွာနဲ့ဆိုရင်တနားရီခွဲနှစ်နာရီလောက်တနာသွားရတယ်။ကျုပ်လူလေးဘော်ကဆင်းလိုက်တော့ကိုတိုးတက်ကချောင်းကောက်ရွာကိုဆက်သွားတော့တယ်။ရွာမြေတားလမ်းမှာလူတွေရှင်းနေပေမဲ့ရွာလေလမ်းလေးမှာတော့ရေခက်သူတွေခက်ချင်းခွေပြန်လာတဲ့သူတွေပြန်လာရွာတွေဆွဲလာတဲ့သူကဆွဲလာရင်းနဲ့စီကားနေတယ်ဗျာ။ရွာထဲမြေကွက်လက်လေးရောက်မှာတော့ကာလာသားတစ်တိုက်ကချင်းခန့်နေကြတယ်။ဆောင်းဝရှင်ကချင်းဝိုင်းကိုငေးကြည့်နေရဲ့ဗျာ။ ဆရာကြီးကချင်ကတဝါဒနာပါပုံရတယ်ဗျာဆရာကြီးကြီးနေရာနဲ့ကြုတ်လေကြည့်နေမင်းကာလာသားတွေချင်းလုံးခက်တာတော်ချက်ဗျာချင်းလုံးကမိဘကိုမကြဘဲဝိုင်းနေလှဲ့လေနေတယ်ကာလာသားတွေကလည်းချင်းလုံးကိုစတန့်ထွင်ပြီးပုံစံပေါင်းစုံနဲ့ခက်ကြသဗျာဆရာကြီးကချင်ကတဝါဒနာပါရည်တင်နေကျုပ်ပြလိုက်တော့ဆရာကြီးကခေါင်းခါလိုက်ပြီးတော့ဝါဒနာပါရည်တော့မဟုတ်ပါဘူးကွာငါကြည့်နေတာချင်းဝိုင်းကိုကြည့်နေရမှာမဟုတ်တာ ရာကြီးကလည်းချင်းဝိုင်းဘေးနားမှာရက်နေပြီးတော့ချင်းကက်တာကိုမကြည့်ဘူးဆိုတော့ဆရာကြီးကဗာကြည့်နေရတယ်။ဆရာတော်ရှင်ကကျုပ်ကိုချင်းဝိုင်းနောက်ဘက်ကနေထိုင်တဲ့လူတွေကိုလက်ညှိုးထိုးပြတယ်။အဲ့လူတွေထဲမှာကိုကြီးလည်းပါသွားပြာကျုပ်ကချင်းဝိုင်းကိုအာရုံစိုက်ပြီးကြည့်နေလို့ချင်းဝိုင်းဘေးနားမှာကိုကြီးထန်နေရကိုမမြင်လိုက်ရဘူး။နေကြောင်းဆရာကိုကြီးတို့ကချင်းဝိုင်းကြည့်လိုက်ရပလင်းကိုမောတော်လိုက်နဲ့စိန်ခံနေတယ်။ကိုကြီးဘေးနားမှာထိုင်နေတာကတော့လူပူလေးတစ်ယောက်ဗျာ။ အစ်စ်တို့အမြင့်တို့နဲ့ကလေးလေးအရွယ်လောက်ရှိတဲ့လူပူလေးကိုကြီးကအဲ့ဒီလူပူလေးနဲ့စကားတွေပြောလိုက်အရက်မောတော့လိုက်နဲ့လုံရင်ကနေပြီးတော့တခါတော့ကျုံနဲ့ဆရာဦးအောင်ရှင်နဲ့မတည့်ရပြီးကြည်နေရကိုတွေ့သွားတယ်။သူ့ကိုစားကြည့်နေတဲ့ဆရာကြီးနဲ့မျက်လုံးချင်းစုံသွားတယ်ထင်ပါဗျာ။တောင်းလက်ဆရပလင်းကိုဘေးနားကလူပူလေးကိုပေးပြီးတော့ကိုကြီးကကျုံတို့ဘက်ကိုလမ်းလျှောက်လာတယ်။ကျုံတို့အနာရောက်တော့ဆရာဦးအောင်ရှင်ကနေဟေးအောင်ငါအေးမင်းမဟုတ်တာတွေရှောင်မလုံးနဲ့။ဘာဗျာ။ တုပ်လို့တာမဟုတ်တာရင်လားကို့အမိအတွက်လက်စားပြန်ချီတာမဟုတ်တဲ့အလုပ်လားလက်စားချီတော့မကောင်းဘူးလို့ငါမပြောဒါပေမဲ့မဟုတ်တဲ့ဆရာတွေနဲ့တွေ့ရင်မင်းလူညုံတုံးသွားနိုင်တယ်ဒါဆိုဆရာကြီးကျုပ်ကိုစားလက်တုံးပြန်ပေးပါလားဘောင်ရှင်ကကောင်းခါပြလိုက်တယ်ရှင်းနေရပဲဗျာဆရာကြီးမလုံးနိုင်တဲ့အရာတခုကိုဘာဖြစ်လို့တားဆီးနေရလဲကိုင်းလေးတန်ကနည်းနည်းမာလာတယ်ဗျာ ဆရာကြီးကလည်းပြောဆိုခက်ပြက်ပြက်ဆိုတော့ကြာရင်ရံပွဲတစ်ခု ဖြစ်သွားနိုင်တယ်။ဒါကြောင့်ကျုပ်ကကြားဝင်ပြီးရောမဟုတ်ပါဘူးကွေးရကျုပ်တို့ကကိုကြီးကောင်းဖို့တပြောတာပါ။ကိုကြီးနဲ့တွေ့ရသူကမကောင်းတဲ့လူဖြစ်ဖို့များတယ်ဗျာ။မင်းတို့ကောင်းနေရအဲ့ဒါပဲ။မင်းတို့လုတဲ့အလုံးမအကောင်းထင်နေ။သူများလုတဲ့အလုံးဆိုမကောင်းတဲ့လုံမမှန်တဲ့အလုံးဆိုပြီးအပြစ်တင်ကြတယ်။ကိုကြီးကဆရာကောင်းရှင်ဘက်ကိုလှည့်လိုက်ပြီးရောဒီမဲဆရာကြီး ။ဆိုင်လုံးမပေးနိုင်တဲ့အရာတခုကိုကျုပ်ကတခြားသူကိုခိုင်းတာ။ဆိုင်ဘလို့မှစိတ်ထဲမထားပါနဲ့ဗျာ။ဒီကိစ္စကကျုပ်ကိစ္စပါ။ဆိုင်နဲ့မဆိုင်ဘူး။ဆိုင်ရနေရတကလူတွင်ကျမလို့ချင်းစမ်းပါလိမ့်ဗျာ။ကွင်းကတော့နဲ့မောင်းနဲ့ပြောပြီးတော့ဆရာကြီးရဲ့ပခုံးကိုမသိမသာဝင်တိုက်ပြီးရွာလမ်းပေါ်ထွက်သွားတယ်။ဆရာဦးအောင်ရှင်ရဲ့ရုပ်ကတော့မလုံမရှက်ခက်တီတီပါပဲ။ဆရာကြီးကိုကြီးပြောတာကိုစိတ်မဆိုးပါနဲ့ဗျာ။ မဆိုးပါဘူးယမောင်ရငါသူ့ကိုကယ်မယ်လို့ဆုံးဖြတ်ထားပြီးသားပါသူပါပြောပြောငါဘလို့မှမဟုတ်ပါဘူးရေထဲကြတော့မယ်ခင်မိကောက်တကောင်ကိုကင်တင်မဲ့လူဟာကင်ထိုးခံရမှာကိုကြိုတွေးသိထားရတယ်ကွာတိမိဘောကနေပြန်မစင်းတတ်တဲ့ကြောင်လေးတကောင်ကိုကယ်မယ့်လူဟာလေကယ်ရင်ပြူရင်နဲ့ကြောင်ကိုခံရနိုင်တယ်လို့ကြိုတွေးထားသလိုပေါ့ကွာမိုးစိုးရောက်ရောက်ပြီဆရာကြီးညလည်းမောင်းနေပြီဆိုတော့ဘသူ့အိမ်မှာတဲကြမလဲ ကျုံမင်းတော်ဆရာကြီးကဘာသိဘာသာပဲနေတယ်။ဒီချိန်ကိုဤဘီနာမှာထိုင်နေတဲ့လူပူလေးကကျုပ်တို့နှာကိုရှောက်လာပြီးတော့တဲဆရာတီကြွမ်းမရှိရင်ကျုပ်အိမ်မှာလိုက်သေးပါလားဆရာကြီး။လူပူလေးကခေါ်တော့ကျုပ်ဖြင့်အံဟောသွားတယ်။နေပါဦး။ခမရဆရာကြီးကိုသိနေရလား။ကျုပ်ကမင်းစာရွာနဲ့မိုးစုရွာကိုချောင်းပေါအောင်သွားနေရလေဗျာ။ဖျော်ပြန်ဆရာကြီးဥောင်းရှင်ဆိုတော့လေကြားလဲကြားဘူးလေ။ တခါတော့ကလည်းဆရာကြီးပြောကကုနေအောင်မြင်လဲမြင်မှုရဲ့ဗျာလာပါဆရာကြီးဟာဆရာကြီးတခြားကြီးမှာတဲဖို့စိတ်ကူးမရှိဘူးဆိုရင်ကျုပ်ကမှလိုက်သေးပါဗျာကျုပ်စိတ်ထဲတိတ်တော့မတင်ဘူးဗျာကိုကြီးလိုတေးလီချက်ဘိုးတယောက်ရဲ့တငယ်ချင်းဆိုတော့သူနဲ့တေးလီချက်ဘိုးအလုံးမရှိခိုင်းမရှိရစ်ထုတ်ကြည့်နေမှာဒီတော့သူတို့အိမ်ကကောင်းပါမလားဗျာအရသမားအိမ်မှာထန်လန်းဆရာကသွားတဲတယ်ဆိုတော့ကြားလို့မှကောင်းပါမလားကျုံနဲ့ဆရာကြီးနားကိုကပ်လိုက်ပြီးလေတန်းလေးနဲ့ ဆရာကြီးအရှက်သမားအိမ်မှာလိုက်တယ်လို့ကောင်းမှာမလားဗျာသူ့ဝင်ကစုတ်ချနေဘဲနဲ့လုံမလဲဒီဘာကဆရာကြီးအတိကျွမ်းနေအိမ်မှာတင်းဆက်မှာဗျာဆရာကြီးကပြောပြီးရောဖိတ်တဲ့လူကဖိတ်နေပြီပဲရှင်မောင်ရငါတို့ကမလိုက်သွားရင်ကောင်းမှာမလားကွာလူပုလေးကပြောပြီးရင်သူ့ရဲ့လက်တူတူလေးနဲ့ရွာလေးကိုညှို့ပြရင်းနေဆရာကြီးကျုပ်ရင်ကိုကြွားပါဗျာ လူပလီကပြောပြောဆိုဆိုနဲ့ရှေ့ကထွက်သွားပါရောကျုံနဲ့ဆရာဦးအောင်ရှင်လေးသူ့အနောက်ကိုလိုက်ခင်းရတာပေါ့မိုးဆိုရွာကအခက်သေးသေးလေးပါဗျာစကားမလေးတော့တော့မလျှောက်လိုက်ရဘူးရွာအင်ဂျီရီကုံသွားပြီ လူပလီကရှေ့ကနေဆက်ရှောင်းနေတော့မယ်ဗျာရွာရှေ့ဘက်မှာတစ်ပင်နေအုပ်အုပ်ဆိုင်ဆိုင်နဲ့အချမ်းကျဲကြီးတွေရှိတယ်လူနေလဲတော်တော်ကျဲသွားတယ်ရွာရင်းနှခင်းလောက်ကိုဖြတ်ပြီးတော့လူပလီကခြံဝန်းကြီးတစ်ခုတည်းကိုလှမ်းဝင်သွားတယ်ဗျာခြံဝန်းကြီးကတော့ကျဲတာဗျာ ခြံထဲမှာလည်းတီးမင်စားပင်နေအရေးရာပင်ကြီးပင်နေဆိုတော့ခြံထဲဝင်လိုက်တာနဲ့အေးစိမ့်သွားတာပါပဲခြံလေကအင်ကြီးကိုမြင်လိုက်တော့မှတုပ်အထင်နဲ့မြေတက်တက်စင်အောင်လွဲသွားတော့တယ်ဗျာအင်ကြီးကနှစ်ချက်ပြင်းတော့ဝင်အကြီးကြီးပဲဗျာဆောင်ကောင်ရှိန်ထွန်းနေတဲ့အိတ်ချက်သုံးစားလောက်ကိုကြီးတယ်အိမ်ထဲမှာလည်းစီမီးအိမ်တွေထုံးထားတာလင်းထိန်နေတာပဲလူပူလေးကိုလည်းမြင်ရောအိမ်ထင်းကမိန်းကလေးတွေကနှုတ်ဆက်ကြတယ်မိန်းကလေးတွေကပူပူလေးပဲမဟုတ်ဘူးဗျာတာမန်ရွယ်ပါပဲ ဝင်ထားစားရတာကတော့တန်တန်ပြက်ပြက်ကောင်းကောင်းမွန်မွန်ပဲဗျာရွှေလက်ကောက်တွေငကက်တွေလက်စွပ်တွေလည်းဝင်ထားသေးတယ်ဒီမိန်းကလေးတွေကလူပူလေးကိုအကုန်လုံးခေါ်ရဲဗျာအိမ်ထဲမှာလည်းခုံနေအိမ်တော်ပရိဘောကတွေနဲ့ပြေးပြေးစုံစုံပဲဗျာတော်တတိတွေနေမဲဗျာအိမ်သားတွေကလည်းအတော်များများပဲဒါပေမဲ့တိုင်လုံးမှာလူပူလေးဆိုလို့ဒီတိောက်ပဲရှိတယ်အိမ်သားတွေကလူပူလေးကိုရိုးရိုးသေးသေးပြောဝင်မဲ့လူပူလေးကတော့သူတို့ကိုမောင်းမောင်းမမာပဲဆက်ဆံနေဗျာ အိမ်ရှိကမှတိုင်နေတော့အိမ်ထဲကနေပူပူဝဝမိမကြီးတယောက်ထွက်လာတယ်။ပို့တယ်ဆိုပေမဲ့လူပူလေးလောက်တော့မပူဘူးဗျာ။မိမကြီးကလူပူလေးကိုမြင်လိုက်တာနဲ့ဟောတားလေးတော့ပြန်လာပြီ။လူပူလေးဟာအိမ်ထဲတစ်ချက်လှည့်ကြည့်ရင်လည်းအမေရွှေဥလိုမိကြီးတို့ဘဲသွားတယ်လေ။တော့ရှိသားခန့်နေရဲ့ဒါရဲ့မကြခင်လာပါလိမ့်မယ်။ဒီမိမတွေကလည်းကိုယောက်ကြားလာတာတော့အိမ်မှာမရှိဘူးလေလား။ လေဘူးလေးဒေါသထွက်နေပုံပဲသူ့မိရပြုတ်ပြီးပြီနေตาเยตรุแลอลุลุยาเตยดาบ่ท่านเนตาห่อกะลูยะปะตุเลยอ๋ออเมยไม่เสร็จไปยามเมดีบักกะถ่ายนี่ดาเม้นซะยัวพะยะเปียนเสียยีอู้ห่อเฉิงเนอเมยดาတော့ตุ๊ดะเป่บ่ตุ๊ดะเมยอ่ะบะลูคงตะเล่ดอตาเล่ไม่ติอูจนอเนเมยชินมามาตะดอลูบะลิเมยกะจ๊อกโกดอมะทีเป็นเสียยอู้ห่อเฉิงโกสายจีนี่เด้ သူကြည့်တဲ့ကြည်ကတားကိုထင်ကြီးလေးစားတဲ့အကြည့်မျိုးဗျာဘယ်ပြန်ဆရာကြီးဥဟောင်းရှိန်နဲ့လားနမဲကြားဘူးနေတာတော့ကြားပါပြီအခုမှပဲလူကိုမြင်ဘူးတော့လေတတိယနေ့ကြားထားတဲ့အတိုင်းတကယ်ပဲခန့်ခန့်ချောချောကြီးပဲဟမ်တတိယကလည်းဆရာကြီးအစွမ်းထက်တဲ့အကြောင်းမို့ပဲခန့်ခန့်ချောချောတတိယမဲ့ထွက်တာလားကျုံမေးလိုက်ပေမဲ့ဒီမိမကြီးကပြန်မပြေပဲဆရာဦးအောင်ရှေကိုပြုံးပြီးပြီးလုံရင်ကြည်နေတယ်ဗျ။သူ့အကြီးကတနာကြီးကြီးမြာ အိန္ဒြေရရထိုင်နေတဲ့ဆရာကြီးကမှလှုပ်ထွက်ထွက်ဖြစ်လာတယ်။လူပလေးကလည်းသူ့အမိချောင်းကိုတီးတဲ့ပုံမှာပဲ။ကဲမင်း၊တရားဆရာကြီးရဲ့အိမ်ဖို့ညမရီရောအခန်းလေးပါရပြင်ခန်းလိုက်စမ်းပါ။လူပလေးပြောလိုက်တော့ဒီမိမကြီးကအားတက်တယ်ရောနဲ့။ဟေးဆရာကြီးတို့ကဒီမှာတဲပါတယ်လား။တဲပါရှင်တဲပါ။ကျမအိမ်ကို ကိုယ့်အိမ်ကိုရလို့သဘောထားပြီးတဲပါ။ဒီအချိန်ကိုင်းကအိမ်တော်ဖေးကန်းလေးကလေထွက်လာရင်တုတ်တုတ်ကိုမြင်တော့မျက်စောင်းကြီးထုံပြီးတော့ ခမည်းတော်ဘာလာရှုပ်ပြန်လာလဲဒီကလူဝလင်းမီခေါင်းကိုခြာကနေလှည့်ပြီးတော့ဟဲ့ငါအေးအဲ့တယ်ရီအနေချင်းချက်နေပါဦးမဲဟဲနေပါပြီပြောနေရလဲဒါငါအေးငါအိမ်မှာဘသူတဲတဲနေနေဘာဆိုင်တယ်လဲကိုကြီးကတော့တစ်ချက်ခောက်ပြီးအိမ်နောက်ဘက်ကိုပြန်ဝင်သွားတယ်ဗျာ လူဝလင်းကကျုပ်တို့ကိုတစ်ချက်ပြုံးပြပြီးရောဆရာကြီးတို့အိမ်မှာအေးစစ်နေကြပါကျွန်တော်နာမည်လည်းမှတ်ထားအောင်နော်ကျွန်တော်နာမည်အသင်ခင်ရာထိတ်တင်ဦးမောင်မောင်ဝင်းမြင့်နေဗျာ လူတော်တော်များများကတော့ကျွန်တော်ကိုအတူလေးလို့ခေါ်ကြတယ်။ခမားနမေကခက်ဆန်းဆန်းပါလားဗျာ။ဒါကြောင့်လူတွေကအတူလေးလို့ခေါ်တာကိုဟောတာကတော့ကျွန်တော်အမေတော်ဘူးသည်တဲ့။အတူလေးပြောတော့သူ့အမေကမျက်နှာပြက်သွားပြီးရော။ဒါရဲ့ဘလို့ပြောလိုက်ကြလဲ။အမေနမေကမဟာသီရိဒုက္ခရူပကလျာစိုးမိုးစုဖျားနောင်တိတ်တင်ရှင်မိညက်ပါ။ကျုပ်ပြည်ရည်ချင်လိုက်တာအောင်သားရတယ်။အတူလေးကနေ အာဗျာအမေကိုလူရီရတော်ဘူးသီးပဲခေါ်တာပဲတော်ဘူးသီးပဲပေါ့ခင်ဗျားတို့နာမည်တွေကတမျိုးပါလားတမျိုးဆိုကျမတို့ကဟိုးဟိုးကုန်းမမင်းဆက်ကိုတီထောင်တဲ့အလောင်းမင်းတရားကြီးရဲ့အမေရလေဗျာအမေရဲ့ဘိုးစင်ပေါင်းဆက်ဆွေတော်မျိုးတော်ကြီးအကြောင်းခဏရထားလိုက်ပါဦးဒီမှာဆရာကြီးတို့ဘိုက်စာရောပေါ့ချမင်းလေးပါလေကျွေးဖို့လုံးဗျာအတူလေးဝင်ဖြတ်မှစကကြောပြတ်သွားတယ် အေး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 ဒေရီကိုကောင်းကောင်းအဲ့ခံရမှာပေါ့ကွအတူလေးရဲ့မိတော်ဘူးသီးကအိမ်တော်ဖေးကိုပြင်ဝင်သွားတယ်ဒီအချိန်မှာပဲမိန်းကလေးနှစ်ယောက်ကရေအိုးလေးတွေရွှဲလို့အိမ်ထဲဝင်လာကြတယ်အတူလေးကဒီမိန်းကလေးတွေကိုကြည့်ပြီးရောဟဲ့မင်းတို့ဘယ်သွားနေကြတာလဲကိုယောက်ျားတယောက်လုံးအိမ်ပြန်လာတော့ကြိုးပေါ်မရဘူးရှည်သွားခတ်တာပါကိုလေးရဲ့တော်ကြတော်ကြလုံးဆရာရှိတာတော်လို့ကြတော့ မင်္ဂလီနှစ်ယောက်ကပွင့်ပွင့်ထွားထွားပေါန်တန်ရှိရှိနဲ့ရွှေဘုံမင်းကြိုက်တဲ့ခန္ဓာကိုယ်နဲ့ပေါ့ဗျာကျုပ်ပြန်အော်လို့ပစက်တော်မရှိနိုင်ဘူးအထိုးလေးဒီမင်းကြီးလေးနှစ်ယောက်ကဘယ်သူတွေလဲဟင်ဩတမိန်အင်းနဲ့ကရွှေဦးရဲ့တမိန်ဆင်းလင်းနဲ့ကမိကြီးလို့ခေါ်တယ်နှစ်ယောက်စလုံးကငါရဲ့မိန်းမပေါ့ကွာဗျာအဲ့ဒါအထိုးလေးရဲ့မိန်းမလေလားအေးလေအဲ့ဒါဘာထူးဆန်းတယ်လဲမဟုတ်ပါဘူးဗျာ သူတို့ကြတော့မတူပါလားလို့တွေးမိလို့ပါမကြခင်မှာတော်ဘူးသည်ထွက်လာပြီးကျုပ်တို့ကိုထမင်းစားခဲနဲ့ခေါ်တော်ရင်ဘဲဥမောထမင်းစပွဲကြီးပေါ်မှာဟင်းနေအစုံမဲဗျာဟင်းခွက်တွေကြီးအခွက်20လောက်ရှိတယ်အတူလေးအလိုက်သိရှာပါရင်ကျုပ်ကဟင်းနေကတ်တင်ပြီးရင်ကျသားဝတ်သားမဲသားကျက်ဥချောင်းနေစုံလို့ဗျာတော်ဘူးသည်ကတော့ဆရာကြီးပေးနာမှာမတည့်ရပြီးဆရာကြီးကိုဟင်းနေကတ်ချက်ပေးလိုက်ရက်တောင်နဲ့ရက်ခတ်ပေးလိုက်နဲ့အမှန်အကန်ကိုဧကန်နေတာဗျာဆရာဦးအောင်ရှိခင်ဗျာတော်တော်အနေကျုံနေရှာတယ် စားတော့ပြီးတော့တူလေးရဲ့ညီမစရဲမိခလေးကကျုပ်တို့ကိုအိမ်ပေါ်တက်ကိုခေါ်သွားပြီးအိတ်ခမ်းတစ်ခမ်းကိုလိုက်ပြတယ်ဗျာအိတ်ခမ်းကောင်းလိုက်တာဗျာကျုံးကတင်ကြီးကလည်းတော်တော်တသားလာတာပဲဆရာဝေါ့ရှင်ကဟိုမိန်ကလေးပြန်ထွက်သွားမှတပြင်းချနိုင်တယ်တော်ပါသေးရဲ့ကွာဘာဖြစ်လို့လဲဆရာကြီးဘာဖြစ်ရမလဲတော်ဘူးဒီလှုပ်ပုံကိုမြင်နေမလားတော်ဘူးဒီကြည့်ရတာဆရာကြီးကိုတိတ်လို့ချင်နေတဲ့ပုံပဲဗျာဆရာကြီးကကော်တာပဲဗျာ ဟေ့ရှင်မောင်ဒီမိန်းမောင်ငါကြောက်နေတာကွာဘာလဲသူကစုံးမကြီးမလို့လားဆရာကြီးစုံးဆွေးတော့မကြောက်ပါဘူးကွာအခုကငါ့ကိုပတ်ချွဲနဲ့ချွဲလုပ်ပြီးရီလာမြောင်းပေးနေလို့ကြောက်ရတာဟေ့တုံလေတဟာနဲ့ရီလာမိရောနဲ့ရပိုင်အရောက်ကိုဆင်းတော့ကိုကြီးတယောက်အင်ရှင်ကန်းကထိုင်ကုန်ကြီးပေါ်မှာဆိုင်ပြီးရက်တောင်းနေတဲ့ကျုပ်ကိုတွေ့တော့လက်ရက်ခေါ်ပြီးတော့ရှင်မောင်မင်းနဲ့ဆရာကြီးနဲ့အတင်းကိုဘာလာလောက်ကြလဲမမှန်ပြောစမ်း ဘာမှမလုပ်ပါဘူးဗျာဒီတိုင်းပဲတိုက်ဆိုင်သွားတာပါကြောင်တောင်တောင်မလုံနဲ့တော့ရှင်မောင်မင်းကကြောင်သိတယ်မလားသိပါတယ်ကိုကြီးရခမရလေဒေါသကြီးပဲဒီလိုနဲ့ကြုတ်တော့အိတ်ကြတာပေါ့အိတ်နေတော့ညသက်ခေါင်းတော့ရောက်တော့အိတ်ခန်းတစ်ခေါက်ကိုလူတစ်ယောက်ကတထောင်းထောင်းနဲ့လာခောက်တယ်ဗျာဦးအောင်ရှင်ကတကားဘက်ကိုကြည့်လိုက်ပြီးတော့ဟေးဘာတူလဲကွာကျွန်တော်ပါအတူလေးပါဆရာကြီး အတူလေးဆိုရနဲ့ကျုပ်လေးတကားထဖွင့်ပြီးလိုက်ရတယ်အတူလေးကအရန်တန်နေမှုန်ထုံနေရပဲဗျာအခန်းထဲကိုကောင်းကောင်းဆိုင်ချပြီးဝင်လာတယ်ကျုပ်တို့အိတ်တဲ့ကတင်ချင်းမှမတ်တက်ရင်လိုက်ချင်းအတူလေးဘာဖြစ်လို့လဲကွာငါအေးကိုကယ်တင်ပေးပါဆရာကြီးဟေးငါအေးကဘာဖြစ်နေလို့လဲဆရာကြီးတို့မသိဘူးဗျာငါအေးကအခုတလောအောင်လန်းဆရာကြီးတယောက်နဲ့ပေါင်းနေတယ်သူပြောတာကတော့သူ့အမေအတွက်လက်တော့ပြန်မယ်ဆိုတာပဲဗျာ ေးပွင့်ပွင့်လင်းလင်းပြောရရင်တော့ငါတို့လည်းဒီကိစ္စနဲ့လာခဲ့ကြတာပဲအဲ့ဒီအောင်လန်းဆရာကြီးဟာတော်တော်ဆူဆူပဲဆရာကြီးရဲ့လူတွေပြောကြတာတော့ဖုတ်ကြီး40ဆင်းကိုအောင်ထားတဲ့အောင်လန်းဆရာကြီးဆိုပဲအတိုးလေးပြောတော့ကျုပ်တောင်အံ့ဩသွားမိရဲ့ဆရာကြီးဖုတ်ကြီး40ဆိုတာဘာလဲအောင်လန်းဆင်းနေတယ်မှာအစင်းမင်းနဲ့အဲသေးပါတဲ့အောင်လန်းပေါ့ကွာဖုတ်ကြီး40ကြောင်ပြောနေရင်ဒီညတော့ပြီးမှာမဟုတ်ဘူး ဒီပုတ်ကြီး40ကဟိုမြေလိပ်ဆုံးနေကိုနိုင်သလားဆရာကြီးနိုင်တော့တယ်ကွာဟောဒါဆိုကိုကြီးကလူရွေးမှန်နေတာပေါ့နော်လူရွေးမှန်တာမမှန်တာအသာထားစမ်းပါကဲတူလေးစက်ပြောစမ်းပါဦးကျွန်တော်လဲငယ်ကြီးကိုအတန်တန်တားပါသေးတယ်ဆရာကြီးဟာဒါပေမဲ့ဒီကောင်ကတားလို့ကိုမရတော့တာဒီနေ့ဒီရွာကိုရောက်လာတယ်ဆိုတာလေအဲ့ဒီအောင်လန်းဆရာကြီးနဲ့ချင်းချက်ထားတာဖြစ်မယ်ဗျာအခုအိမ်ရထဲမှာဒီကောင်မရှိတော့ဘူးဟာကိုကြီးဘယ်ရောက်သွားလဲ ရှောင်းရောက်ချိန်ကနေငါစိတ်ထင်တော့တုတ်တံမြေကိုသွားတာပဲဖြစ်မယ်။အောင်နန်းနေပညာအရင်တုတ်တံမြေတင်းချိုင်းပြီမှာလှုပ်တဲ့ကြရတယ်မလား။အကြပါလေဆရာကြီးရာကျွန်တော်တို့ကိုအင်းနောက်ကိုလိုက်သွားကြရအောင်။ဆရာဝရှင်ကကတင်ဘောကဆင်းလာရင်တကားနောက်မှာထောင်ထားတဲ့တောင်ဝေးကိုယူလိုက်ချင်းအတော်လေးမရောလိုက်အောင်မလား။အတော်လေးကမျက်စိမျက်နှာပြတ်သွားတယ်များ။ဟိုလေဆရာကြီးတို့ပဲသွားကြပါ။ ကျွန်တော်မိန်းမရွှေဦးကကျွန်တော်မရှိရင်မနေချင်လို့ပါဗျာအရှိတဲ့ကြောင်ညာလာဝင်နေသေးတယ်ကဲကျွတ်တော့သွားမယ်အတူလေးကဆရာဦးအောင်ရှိလက်ကိုဆွဲလိုက်ရင်နေဆရာကြီးငါအေးကိုလမ်းမမရအောင်ကင်တင်ပေးပါဗျာစိတ်ချပါအတူလေးကဲရှင်မငါတို့သွားမယ်ဟဲ့ဆရာကြီးနဲ့ကျုပ်နဲ့အိမ်ပေါ်ကနေဆင်းလာခဲ့ကြတယ်မိုးဆူရမရောက်ခင်တုတ်တန်ကြီးတခုကိုဖျက်ခင်းရတယ်မလားကျုပ်နဲ့ဆရာကြီးလည်းအဲ့ဒီတုတ်တန်ကိုရှောက်လာခဲ့ကြတယ်ကျုပ်တို့ထင်တာမှန်နေဗျာ ုံးတံကိုအဝေးကလှမ်းကြည့်လိုက်တဲ့အခါစင်မီကွက်လင်းရောင်လေးကိုမြင်တွေ့လိုက်ရတယ်။ကျုပ်ကရှေ့ဆက်သွားမယ့်လုံမဆရာဦးအောင်ရှင်ကကျုပ်ကိုတားနေပြီ။ရှင်မောင်ငါတို့တိုးတိုးတိတ်တိတ်လေးသွားမှဖြစ်မယ်ကွာ။ကျုံနဲ့ဆရာကြီးတုံးတံလေးကိုခိုးချောင်ခိုးဝက်နဲ့ဝင်လာခဲ့ကြတယ်။အုပ်ကူကြီးတွေတပင်ကြီးတွေကိုကာကွယ်ယူရင်းတပြေးပြေးတိုးကပ်လာခဲ့ကြတယ်။တပြေးပြေးနဲ့ကိုကြီးတို့နားကိုနီးကပ်လာခဲ့တယ်ဆိုပါတော့အောင်လန်းဆရာကအနေအောင်အကြီးအနေအောင်မဆိုးကိုဝေထားတယ်။အနေအောင်ဝေစားတဲ့စားကိုလည်းယောဂီတွေပတ်တယ်လို့မျိုးပတ်ထားသေးတယ်။ ခေါင်းပေါ်ကလည်းအနေရမယ်ဗျာ။ရှောင်းတုံးတစ်သေးလေးကိုခေါင်းပေါ်မှာထုံးထားသေးတယ်။ရှင်းအောင်အုတ်ကူကြီးတစ်ခုပေါ်မှာအောင်လန်းစရာကထိုင်နေတယ်။ဘေးနားမှာတော့ကတော့ပွဲတပွဲတင်ထားပြီးစီဝီယန်ကြီးထုံးထားတယ်။ရှင်းအောင်အုတ်ကူကြီးဆိုတာကြီးကြီးတွေဆိုတော့ချောင်းချောင်းချီချီပဲဗျာ။အုတ်ကူအောက်ကမေးပြန်မှာတော့ကိုဗီတယောက်ကြုံကြုံလေးထိုင်နေတယ်။ကျုပ်အရှိတိုးမယ်လို့တော့ဆရာဦးအောင်ရှင်ကတားလိုက်တယ်။မြင်းမြင်းတနည်းအားကိုလက်ညှိုးထိုးပြတော့မှစီတာထာမန်တိလိုက်ရတယ်ဗျအောင်လန်းစရာကသူ့အတန်အော်ကြီးနေ ငယ်မင်းအတန်နဲ့ခံတော့ငါ့ကိုအမလားဟိတ်ကိုင်းမူးနေပုံရတယ်အတန်နဲ့ခံတော့ကိုဘာဖြစ်လို့အဲ့ရမှာလဲဆရာကြီးဟာမင်းတော်တော်မေးမြန်းထူရဲကောင်းပဲမင်းမင်းစုံးနေကိုနိုင်ခြင်းနဲ့ဆိုငါ့ဆရာပညာတွေသင်ခြင်းနဲ့ဆိုကွာအော်ဟုတ်တာပဲမေးလို့ဗျာအမလားမအပ်ဘူးလားအဲ့တော့အကျင်ပါလေ။ဒါနဲ့ဆရာကြီးကကျုပ်အသက်ကိုရတော့ဘာလုပ်မှာလဲ အောင်နှန်းစီရာကတော်တော်စိတ်ရှုပ်နေတဲ့ပုံပဲဗျာကိုရေးစရာကလည်းအရက်လေးဝင်သွားရင်စကားတက်သွားတတ်တဲ့လူမျိုးမလားမေတတော်ရှာရှိတဲ့ကောင်မေကွာအမေတို့သာပြောစမ်းကွာသုံးခေါက်ပြောငါ့ကိုစိတ်တူမလုံနဲ့ဟုတ်အပ်ပါလေအပ်ပါလေရောက်ကတော့ဝဲကိုလက်နှစ်ဖက်နဲ့တေးချခံပြီးခေါင်းပေါ်ယွတ်ထားကိုရေးကအောင်နှန်းစီရာပြောတဲ့အချိန်ခေါင်းပေါ်ယွတ်လိုက်ခြင်းငါနောက်ကလိုက်ဆိုစမ်း အောင်လန်းဆရာကရှေးကတိုင်ပြီးကိုကြီးကနောက်ကနေလိုက်ဆွဲပေါ့ကိုကြီးကမူးယူးနေတာဆိုတော့စကားတွေကမပြီးစိုးကျင်တော်ရီဆိုနဲ့တော်တော်လေးခရင်ပဖို့ဖြစ်နေတယ်ကျုပ်ဖြင့်ရည်ချင်စိတ်ကိုအောင်ထားရတယ်ဗျာတော်ပြီကွာမင်းကမတော်ရနေကိုကြီးကတနေ့ရတော်ရလိုက်တယ်ဒီထင်အောင်လန်းဆရာကဓမြောင်လေးတစ်ချောင်းကိုလက်ထင်းကနေဆွဲထုံးလိုက်ခြင်းဓမြောင်လေးကကိုလက်မလောက်ပဲရှိမဲ့ဓားလေးဗျာဒီဓားလေးကိုထုတ်လိုက်တော့ကိုကြီးကနေဆရာကြီးအဲ့ဒီဓားဘာလို့မလို့လဲ မင်းတို့ပညာပေးဖို့ပေါ့ငါအေးရဗျာပညာပေးတာကလည်းဓားပါမှာဖြစ်ပါလားမင်းတို့ပညာပေးမယ်ဆိုတာညာပြောတာကွာတကယ်တော့ငါလက်ထက်ကဟောဒီတန်သေးသွေးတောက်ဓားကိုအစာကျွေးချင်နေရကြပြီမင်းနဲ့တွေ့တော့ဟန်ကြသွားတာပဲဗျာဓားကအစာကျွေးရတယ်လားကျွေးရတာပေါ့ကွာဒီဓားကိုသုံးနေတခါလူသွေးတိုက်ရတယ်ကွာ တိုက်တဲ့ခါမှာလေလူကောင်းသူကောင်းရဲ့အသွေးကိုတိုက်လို့မရအောင်လူဆိုးလူမရဲ့အသွေးကိုတိုက်မှဒါအစွမ်းထက်တာအောင်လန်းဆရာကဓာဟုတ်ကရင်ကိုအေးစီကို ပြစ်ပေးလိုက်တဲ့ကိုအေးကဓာကိုလက်နဲ့ဖမ်းထလိုက်တယ်အေးမင်းနဲ့ကလည်းစိတ်သက်သက်တော့မဟုတ်ပါဘူးကွာမင်းဒီဓာကိုမှတ်မိသေးရဲ့လားကိုအေးကဓာကိုစိုက်ကြည့်နေရင်ဟာဒါဒါကျုပ်ရဲ့ဓာပဲဗျာပြောစမ်းပါဦးကွာဒီဓာကိုမင်းဘယ်လိုရခဲ့တာလဲ ရှုံခဲ့တဲ့ကိုနေကျော်လောက်ကကျောရွာကကျော်ကြီးကသူ့အရက်ဖိုးပတ်စံမရှိလို့ဆိုပြီးဒီတော့သုံးချက်နဲ့ကျုပ်စီရောင်းခဲ့တာပဲ။ဒါရင်ပဲလား။မဟုတ်ဘူး။ဒီသားဝယ်ပြီးသုံးရဲကြမှာမင်းစာရွာကဆရာဟောင်းမှာဖဲရိုက်ကြရင်ကျုပ်လူတယောက်ကိုဒီသားနဲ့တတ်ခဲ့မိရဲ့။လူတတုံးကချင်းလေးပြောစမ်းမအောင်။လူတတုံးကကျုပ်စိတ်ဒီပုံမှန်မဟုတ်ဘူး။ကျုပ်ရင်ကစိုးခဲ့မိုက်ခဲ့တယ်ဆိုပေမဲ့ လူတယောက်ကိုတက်ဖြတ်ဖို့အထိမတွေးခဲ့မိဘူးအဲ့ဒီနေ့ကဖဲရှုံးသားလို့စိတ်တွေပူလောင်နေတယ်ဒိုင်ကန်တဲ့လူရဲ့မျက်နှာကိုမြင်တော့သူ့ကိုတက်ချင်စိတ်တွေတဖာဖာဖြစ်လာတယ်ကျုပ်ငယ်ချင်းကရန်ထဖြစ်တော့ကျုပ်လည်းဒီသားနဲ့လူတက်လိုက်မိရပဲဒါပဲကွာတကယ်တော့မင်းကလူတက်ခဲ့တာမဟုတ်ဘူးဟောဒီသားတက်ခဲ့တာဒီသားကိုလူမရဲ့သွေးကိုတိုက်ရမယ့်အချိန်ရောက်လို့ငါကကြော်ရင်းလက်ထဲကိုအပ်လိုက်တာကွာ ကျော်ကြီးကမင်းကိုစေးဘောဘောနဲ့လာရောက်တာမင်းကိုတင်စီခြင်းလို့ပဲ။ဗျာဒါဒါဆိုရင်ကျော်ကြီးကမင်းကိုသိစေခြင်းပေမဲ့မင်းတို့အိမ်ချာမှာအဆောင်ရှောက်တွေရှိနေတဲ့အတွက်ဒီသားကမင်းရဲ့သွေးကိုမတောက်နိုင်ခဲ့ဘူး။ဒါနဲ့နောက်ရကြတော့ဖိမိုင်းရောက်တဲ့ချိန်မှာတခြားလူပိုင်းရဲ့သွေးကိုတောက်ခဲ့တာပဲ။ခမရခမရတော်တော်ယုံမာတာပဲ။ဒါကြောင့်ကျုပ်လည်းစိတ်ထဲထင်းနေပါရဲ့။ကျုပ်လူသက်ပေမဲ့လူသက်လိုက်တဲ့ချိန်မှာကျုပ်စိတ်တည်းကတမျိုးဖြစ်နေတယ်။ အဲ့လိုတက်ဖို့ကျုပ်ကိုတရားရောက်ကနှိုးဆော်တယ်လို့ဖြစ်နေတယ်။အဲ့ဒါသွေးတောက်တာမင်းကိုနှိုးဆော်နေတာကွာ။တကယ်တော့သွေးတောက်တာကလူမရဲ့တာကိုစားလိုက်တာ။လူမရဲ့သွေးကိုတောက်လိုက်တာကွာ။လူတွေမြင်မှာတော့မင်းကလူတက်တယ်ဆိုပြီးဖြစ်သွားတာပေါ့ကွာ။ခမရလူရှုံးမှာပဲ။ခမရကြောက်ကျုပ်9နှစ်ကျော်10နှစ်နီးပါထောက်ကြခင်းရတာဗျ။အခုတော့ဘာမှမထူးတော့ပါဘူးကွာ။ ီတစ်ခါဒီသားကမင်းရဲ့သွေးကိုတောက်ရတော့မယ်မလားလွန်ခဲ့တဲ့ကိုနေကမတောက်လိုက်ရတဲ့လူမရဲ့သွေးကိုအခုတော့တောက်ရပြီပေါ့ကွာခမရလူရောက်မှာခမရကိုကြုတ်တယ်ကိုကြီးကဓာတ်ကင်ပြီးတော့အောင်လန်းစရာစီပြေးလိုက်တယ်ဒါပေမဲ့ခြေတလန်းတော့ပဲလှမ်းရသေးတယ်ကိုကြီးတယောက်ခြေလန်းနေရက်တက်သွားတယ်ဗျာလေးဘမကကားကြီးဖြစ်နေတယ်အောင်လန်းစရာကရှင်နေအော်မငါရဲ့ဓာတ်နဲ့ငါ့ကိုပြတ်တက်လို့ရမယ်လို့ထင်နေကြလားကွာ အောင်လဲဆရာကမမ်းမုတ်ပြီးကိုအေးကိုလက်ညှိုးညှို့လိုက်တဲ့အချိန်မှာကိုအေးလက်တွေလှုပ်လာတယ်ဗျသူ့လက်ထဲကဓမြကိုလက်နှစ်ဖက်နဲ့တည်တည်ချာချာကင်တွင်လိုက်ခြင်းကိုအေးမျက်လုံးကြည့်ပြီးကတော့ပြူးလို့မျိုးကိုအေးကဓမြကိုကိုယ့်ဘက်ကိုချိန်လှမ်းပြီးတော့လက်နှစ်ဖက်ကိုမြှောက်တင်ပြီးအားယူလိုက်ခြင်းဒီလိုနေတဲ့ပုံစံသူ့ရင်ဝါကိုသူဓာနဲ့ပြန်ပြီးထိုးတော့မယ့်ပုံမဲဗျကင်ကားတဲ့ပဲကြီးမင်းတို့လူမရဲ့အသားတွေကြွေးပါတယ်လူမရဲ့အသွေးကိုတိုက်ပါတယ် မင်းစိတ်ကြိုက်စားတော့ပြီးနောက်တော့ငါခိုင်းတာတွေကိုတာဝန်ကြီးကြီးနဲ့ဆက်လုပ်ပေးပါဟုတ်ပြီလားအောင်လဲဆရာပြောတော့ဓာသွားကအရှောင်းလေးဝင်းလက်လာတယ်ဗျာကျုပ်ပြင်ဆရာကြီးအောင်ရှင်ကိုလက်တုပ်ပြီးလိုက်တယ်ကျုပ်တော့ခုမလုပ်ရှားဘူးဆိုရင်ကိုကြီးကသူ့ရင်ဘက်ကိုသူဓာနဲ့ပြန်ထိုးချတော့မယ့်ပုံပဲဗျာကိုကြီးကသူ့လက်နှစ်ဖက်နဲ့ရင်ဝါကိုဆွဲဆိုင်ချလိုက်တဲ့အခါလက်ကတစ်ချက်လှုပ်သွားပြီးတော့ကြမလာဘူးဗျာလေော်မှာတန်းလန်းကြီးဖြစ်နေတယ်အောင်လဲဆရာကလည်းဘာရီရုံမသိရွတ်တယ်ဗျာဒါပေမဲ့ ဓာကမလှုပ်ပဲဖြစ်နေတယ်။အောင်လဲဆရာကမျက်နှာပြတ်သွားပြီးတော့အနောက်အရှက်အဟန့်ဓာရီရှင်ထွက်ခဲ့ပါ။ဘာကြောင့်နောက်ရှက်ရတယ်လဲဆိုတာကိုလာရှင်းပါဆောင်ဝရှင်ကတိပိန်နောက်ကနေထွက်လာပြီးလက်တစ်ဖက်ကိုခါထောက်ထားလိုက်ချင်းအောင်လန်းဆရာကဆရာကြီးကိုတွေ့တော့လန့်သွားရေးပုံမင်းခင်ဗျားမတူလေခင်ဗျားဘာဖြစ်လို့ကြုတ်ကိုနှောက်ရတာလဲငါနမေအောင်ရှင်မင်းမြင်းဆောင်ရွာကဖယံပြန်ဆရာကြီးဦးအောင်ရှင်ဆိုတော့ငါပဲ ဦးအောင်ရှိစရတဲ့ကြားလိုက်တာနဲ့အောင်လန်းဆရာကလန့်ဖြက်သွားတယ်ဗျာနောက်တော့အုတ်ကူကြီးဘက်မှာစောင်းကြောက်ထားထိုင်လိုက်တယ်အောင်လန်းဆရာတွေကတကယ့်ပညာရက်တွေကိုသုံးမယ်ဆိုရင်အဲ့လိုစောင်းကြောက်ထိုင်ရတယ်လို့ကြားဘူးတယ်ခမရဘာဖြစ်လို့ကျုပ်ကိုနှောက်ရတာလဲမင်းကမှနှောက်ရတာမဟုတ်ဘူးကွာမကောင်းမှုမှသမျှကိုဟန်တာပိတ်ပင်ဖို့တောင်ငါမှတာဝန်ရှိတယ်ဒီနေရာမှာမင်းမဟုတ်ပဲတခြားသူဆိုရင်လည်းငါဝင်ကြရမှာပဲငါမင်းနဲ့ရန်ဖြစ်ချင်ဘူးကွာ အဲ့ဒီဓာတ်ကိုရောငအေးကိုရောထားခဲ့ပြီးတော့မပြန်လိုက်တော့အော်မေဒီဓာတ်တော့အနည်း20လောက်ဖန်တီးထားရတဲ့ဓာတ်ဗျာခမရကိုလည်းလည်းနဲ့ပြေးခဲ့နိုင်မလားမထူးပါဘူးပြေပြေဆရာကြီးဘလောက်စွဲလဲဆိုတော့စမ်းကြည့်ရတာပေါ့အောင်နဲ့ဆရာကလက်ဖြောက်တစ်ချက်တီးလိုက်တဲ့အချိန်မှာသွေးတောက်ဓာတ်ကမိုးပေါ်ပြန်တက်လာတယ်ဗျာပြီးအောင်နဲ့ဆရာရဲ့လက်ထဲကိုရောက်လာတယ်ဓာတ်သွေးရောင်ကြီးလိုနေရပြီးဝင်လက်နေပါရောသွေးတောက်ဓာတ်နဲ့ဆရာကြီးကိုချိန်ပြီး ွေးစားတယ်လို့အရာတွေနဲ့လှမ်းပြီးပတ်ချက်တယ်ဗျာဒီနောက်နေ့တော့ဆရာကြီးကိုရှင်းလို့မရပါဘူးဗျာသွေးစားလေးတွေကဆရာကြီးရဲ့ရှိကလေးဝမဝဲပြန်နေတယ်ဆရာကြီးကလက်တစ်ဖက်ကိုရမ်းထလိုက်တော့အဲ့ဒီသွေးစားလေးတွေကအောင်လန်းဆရာဘက်ကိုပြန်ထွက်သွားတယ်အောင်လန်းဆရာခမရကြောက်ကြောက်လန့်လန့်နဲ့အုတ်ဂူဒီနောက်ကိုခုံစင်ပြီးပုန်းလိုက်ရတယ်သူ့လက်နဲ့တော့သူပြန်ကြောက်တဲ့ပုံပဲနောက်တစ်ခါဘာမှောက်နေနေလဲမသိဘူးထပ်ပစ်သေးတယ်ဒါရင်းနဲ့ဆရာကြီးကိုရှင်းလို့မရပါဘူးနောက်ဆုံးမဟန်တော့တာနဲ့အောင်လန်းဆရာက သူ့လက်ထဲကသွေးတောက်တာကိုအမိပေးပြီးဆရာကြီးစီကိုပြစ်ထန်လိုက်တယ်။သွေးတောက်တာကလေယောမပြန်လောင်နေတော့မှပဲအောင်လန်းဆရာကဟိုဘက်လည်ပြီးထွက်ပြေးတော့တယ်။ဒါပေမဲ့ကိုကြီးကအောင်လန်းဆရာကိုဖမ်းထုတ်လိုက်တယ်။အောင်လန်းဆရာရဲ့မျက်နှာကိုလက်သီးနဲ့ခွက်ကနေထိုးချလိုက်တာအောင်လန်းဆရာခမမြေပေါ်ကိုလဲကျသွားတယ်။အောင်လန်းဆရာကပင်ကုန်းပြီးပြန်ထနေတော့ကိုကြီးကအောင်လန်းဆရာရဲ့ရှင်ဘောက်ကိုထထောင်းနဲ့စောက်ကန်ထလိုက်ကြအောင်လန်းဆရာတယောက်ပတ်လန့်လန်သွားပါရောဗျာ ကိုရင်းကလည်းအောင်လန်းဆရာကိုနပန်းဖတ်တော့မှာရောကိုရင်းနဲ့အောင်လန်းဆရာနဲ့ဘာတပြန်ကြားတပြန်လုံထွေးနေရဲ့ဗျာဒီအချင်းဆရာဦးအောင်ရှင်ကသူ့စီကိုပြန်ဝင်လာတဲ့သွေးတောက်သားကိုလက်နဲ့ပုတ်ချထန်းလိုက်ချင်းသွေးတောက်သားကလွင်ထွက်သွားပြီးတော့မိဘကိုကြသွားတယ်ဗျာတောင်အောင်လန်းဆရာမင်းသွားတယ်သွေးတောက်သားကိုသူ့လက်နဲ့ကောက်ကင်လိုက်ပြီးတော့ကိုရင်းကိုထိုးဖို့လုပ်တယ်ကိုရင်းကလည်းတိုက်နေခိုင်းနေကြဆိုတော့နှင်တော့ပေါ့အောင်လန်းဆရာရဲ့ရင်ဝါကိုခြေထောက်နဲ့အောက်ကနေပင့်ခံထန်းလိုက်ချာအောင်လန်းဆရာတယောက်လွင်ထွက်သွားတယ် အုတ်ကုန်နဲ့စောင်းဝေးပြီးတော့အမောက်ကုန်ကြီးဖြစ်နေပါရောကိုကြီးကလူနဲ့ထားလိုက်ပြီးတော့ဟဲ့လူကြီးခမောင်းနဲ့ကြုံနဲ့ဆင်းရဲရှင်းလို့မပြီးသေးဘူးခမောင်းထားစမ်းပါကိုကြီးပြောပြီးမယ်အောက်လန်းဆရာကတုံတုံရင်ရင်ဖြစ်နေတယ်ဗျာကိုကြီးကအောက်လန်းဆရာကိုဆွဲထုတ်လိုက်တဲ့အခါအောက်လန်းဆရာရဲ့လက်ကရင်ဘတ်မှာတန်လန်းကြီးဖြစ်နေတယ်သူကန်ချောင်းလေးသွေးတော့တာကကိုကြီးကန်တလိုက်လို့လဲကြမှာသူ့ရဲ့ဘက်ကိုသူပြန်ပြီးထိုးမိသွားတဲ့ပုံပဲမြောက်အောင်လန်းစီကမျက်လုံးပြူမျက်စံပြူဖြစ်နေတယ် ပေးတော့တာကနေရဲနေပြီးတော့အောင်လန်းဆရာရဲ့ရင်ဝါကထွက်လာတော့မြသွေးတွေကိုစုပ်ယူနေတယ်။အောင်လန်းဆရာရဲ့မျက်နှာကသွေးစုပ်ပြီးဖြူဖြော့သွားတယ်။ပါးစပ်ကနေလည်းအမြုပ်ဖြူဖြူလေးထွက်နေတယ်။ကိုင်းကတော့မကြည်မနဲ့နဲ့။ခမရမသိရသေးဘူး။ခမရကိုကြောက်တတ်အောင်ပါဗျာ။ဒီကဆရာကြီးကကိုင်းကိုတားလိုက်တယ်။အေးတားလိုက်ပါတော့ကွာ။သူ့အတက်သူဆူပြီးသူ့အကုသူနဲ့သူသွားပြီမလား။မင်းလက်ကိုသွေးစုပ်မခံပါနဲ့တော့ကွာ။ ဆောင်ရောက်ရှင်ပြောတော့မှကိုကြီးကငြိမ်သွားတယ်ဗျာအောင်းလန်းဆရာကတော့တေးသွားပြီကျင်တာပါပဲဒါကတော့ကြက်သွင်းရောင်ဝင်းလန့်နေတော့မေးဒီတော့ဘာဆက်လုပ်ကြမလဲဆရာကြီးထုံးစံဆိုရင်တော့ဓာတ်သခင်သေးရင်ဓာတ်အလူလူပြတ်သွားတတ်တယ်ကွာလာဟေးတို့ပြင်ပြသွားကြဆိုကွာကိုကြီးကပေးခဲ့ကန်နေဗျာကျုပ်ဒီသားကိုယူမယ်ဆရာကြီးဒီသားနဲ့စုံမတွေကိုတွားတတ်မယ်ထားလိုက်ပါတော့ငါအေးရ မင်းလက်တုပ်ပြန်ခြင်းစောနဲ့အမောင်းရင်လုံးမိပြီမလားမတရားကံကောင်းဟေးလာစမ်းပါကွာဆရာဝရှင်ကကိုကြီးကိုကုတ်ကိုဆွဲပြီးပြေးတယ်ကျုပ်လည်းဆရာကြီးကိုနောက်ကနေပေးလိုက်လာခြင်းရတယ်တုံ့တန်ထွက်တော်မရောက်သေးဘူးခုနကနေရာကနေဝုံကနေပောက်ခွဲတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်ဗျာပောက်ခွဲတာမှာတတော်ပြင်းပြင်းပဲဗျာမြေပြင်မှာပေါက်ကြီးဖြစ်ပြီးတော့ကြံနေခဲ့တော့ကူရီလဲပြူပြီးမြေမုံနေနဲ့မှုံဝါနေတာပဲ ရွာသားတွေရောက်လာရင်ရှင်းပြရခန့်ဒီမှာစူရနဲ့ကျုပ်တို့သုံးယောက်သားရွာပြင်ကွင်းထဲကနေပတ်ထွက်လာပြီးတော့အတူလေးတို့အိမ်ကိုပြန်လာခဲ့လိုက်တယ်။ကျုပ်တို့ထင်ထားတဲ့အတိုင်းပါပဲ။မိုးစုရွာကအိမ်လေးတွေစီကနေမိအလင်းရောက်နေဝင်းလန်းလာပြီးတော့ရွာသားတွေလည်းစူယုံပြီးထွက်လာကြတယ်။နောက်တော့ပောက်ကွဲတန်ကြားတဲ့တုတ်တန်ကြီးစီကိုဦးတီသွားကြလင်းရဲ့ဗျာ။ ပြည်သက်များခမညာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူအက္ခဆော်ရေးသားထားတဲ့ပယံမြဥောင်းရှင်နဲ့သွေးတောက်ဓာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပြည်သက်တအူးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါတယ်မြတ်။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကုတ်ခတ်မယ်ဖြစ်ပါတယ်ခမညာ။